အားသောဝါလာရှင်ညီအစ်ကိုမများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လာ22ရက်နေ့ရက်နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်းလေးပုတ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဆိုရင်တော့ပုံမှန်ထက်စောပြီးကြည့်ရပါလိမ့်မယ်ခင်ဗျာကေဖောင်တင်းပုတ်ကိုတော့အာဆင်နယ်တို့ကွင်းလေပိုင်းအတွက် ခေါ်ယူဖို့အတွက်နီးစပ်လာတဲ့ကစားသမားတဦးနဲ့မနက်ခင်းလေးမှာမိတ်ဆက်ပေးခြင်းတယ်ဒီသတင်းကတော့လေအရင်ခိုင်မာတဲ့သတင်းတော့မဟုတ်ဘူးဒါပေမဲ့နောက်ဆုံးရသတင်းတွေကိုကျွန်တော်ညီကိုတွေသိစေခြင်းတဲ့အတွက်အရင်ကကျွန်တော်ကြံခဲ့တဲ့လာပိုင်းတော့သတင်းတစ်ခါထွက်ခဲ့ဘူးတဲ့ player Leicester City အသင်းကနေပြီးတော့ဒီကွင်းလယ်ဘက်အတွက်ဘီလဲအခန်နူးဆိုတဲ့ကစားသမားလေးကိုအာဆင်နယ်တို့ကချိတ်ဆက်ထားတယ်ကစားသမားနဲ့ပုံကိုရေးပိုင်းဆိုင်ရာသဘောတူညီမှုရပြီးပြောင်းရွှေ့ကြီးအတွက်လည်းနှစ်ဖက်အသင်းကမှဆွေးနွေးနေတာအချိန်လေးကောင်းတယ်ဆိုပြီးတော့တိုးတက်နေဆိုပြီးတော့ဖော်ပြထားတယ်ဒီသတင်းကိုတော့ Africa foods.com ဆိုတဲ့သတင်းဌာနနေကျွန်တော်ရတယ်ဒီကစားသမားလေပြောမယ်ဆိုရင်တော့မော်ရိုကိုကစားသမားရတဲ့သတင်းဌာနကလည်းအာဖရိကဘက်ကအဲ့တော့ဒီသတင်းဌာနကိုကျွန်တော်ဘာကြောင့်တကူးတကထက်ပေါ်ပြလဲဆိုတော့ဒီသတင်းဌာနဒီတစ်ချိန်လုံးကတချို့ report တွေမှာဆိုရင်စောစီးမှန်ခဲ့တဲ့အစင်လာလဲရှိတယ်ပြီးတော့ဒီအာဖရိကသားလည်းဖြစ်တယ် ဒီကစားသမားနဲ့ပတ်သက်ပြီးအာဆီနယ်ကြံခဲ့တဲ့လာတော့တော်တော်လေးသတင်း active ဖြစ်ဖြစ်ထွက်ခဲ့တဲ့အနေထားရအခုတစ်ခါထပ်ပြီးဖော်ပြပေးရပါဘောလေဒီသတင်းဖြစ်လာတယ်မဖြစ်လာဘူးဆိုတာထက်အာဟီဒါလူချင်းနဲ့ကွင်းလန်ကစားသမားနောက်ထပ်တယောက်ဆိုတဲ့အနေထားရဇေနုံအရောပရီးမီးယားလိနဲ့အဝင်ပြီးသားတန်လင်းဆင်းသွားတဲ့ကလပ်တင်းတစ်ခုဖြစ်တဲ့လက်စတာကစားသမားလေးဖြစ်တဲ့အတွက်ရောက်လာနိုင်ရင်များမယ်လို့တော့ထင်တယ်ဒါပေမဲ့လက်ရှိချိန်မှာအရေးကြီးဆုံးလို့ပြောလို့ရတဲ့ကလပ်တင်းကြားက ပြောင်းရွှေ့ကြီးကိစ္စညှိနေတဲ့အစီအမဲဖြစ်တဲ့အတွက်နည်းနည်းလေးတော့စောင့်ကြည့်အောင်ပဲဗောလေအဲဆိုတော့22နှစ်ရဲ့မော်ရိုကိုသားကတော့အရက်9ပြီ17လက်မှာရှိတယ်မော်ရိုကိုလက်ရွေးစင်တော့ပါတီပါချက်တော့မဟုတ်ဘူးလက်စတာမှာစော်ရင်းနဲ့တန်းဆင်းသွားတယ်ဆိုပေမဲ့သူ့ရဲ့ twin goal တွေကဒါ premier league မှာဆို2 goal သမီ3လုံးဖိုင်ထားတယ်စုစုပေါင်း goal contribution 9လုံးရှိဒါကလက်စတာ city အသင်း100တိလုံး premier league မှာရတဲ့33 goal နဲ့ရှင်လိုက်မယ်ဆိုရင်တော့ပမာဏတစ်ခုတည်းသူကပြောမယ်ဆိုရင်တော့ဒါ6ပုံပုံတစ်ပုံလောက်တော့အသင်းကိုကူညီထားခဲ့တယ်ပြောလို့ရတယ် ဒီနေ့ထားပြီးတော့ဒီယာတီအခုပရီးမီးယားလိမှာဆော့ွားတဲ့36ဝင်းမှာပွဲ30သူပွဲထပ်ထားတယ်၃ဂိုးသူမီ၅လုံးဖိုင်ထားတယ်အဝါကက်၄ကက်ထိထားတယ်အသက်ငယ်ငယ်လေးနဲ့ကွင်းလယ်လုံးဝထိန်းချောင်းတာတချို့ပွဲမှာဆိုသူကဘယ်ဘက်တောင်မှမှောင်ထွက်ပြီးဆော့ရတဲ့အနေထားရှိတယ်ပြီးတော့အဲ hashpay တွေရှာကာကြီးတို့ hashpay နေရာကြီးမှာလည်းဆော့တာရှိတယ်ခြေစွမ်းတော့မစိုးဘူးဗျဒါပေမဲ့ polish တင်ပေးဖို့တော့လိုအပ်သေးတယ် တို့ပြောမှဆိုရင်များဒီအသင်းငယ်အသင်းလက်တွေမှာဆိုတဲ့ကစားသမားတွေအဲ့အသင်းတွေမှာဘယ်လောက်ကြီးပဲကောင်းကောင်းအသင်းတစ်သင်းရောက်လာရင်တို့အဲ့မှာရှိခဲ့ data တွေကိုပြန်ပြီးတော့ reset ချလိုက်ရတယ်အသင်းကြီးမှာရှိတဲ့ကစားသမားတွေနဲ့ quality တခုပြန်ရောက်ဖို့တို့ပြန်ပြီးတက်ကပြန်စားတယ်ဒါကကျွန်တော်တို့ကလပ်သင်းရအသင်းငယ်ရကစားသမားတွေခေါ်တဲ့ခါမှာပြန်ပြီးတော့ upgrade လုပ်ရတဲ့အပိုင်းလေးပေါ့လေဒီကစားသမားနဲ့ပတ်သက်ပြီးတော့ပေါင်23တသမ8တန်းပတ်ချလဲတော့ လက်စတာတို့ကဈေးကတ်ထားရကြသိရတယ်ဈေးနှုန်းကတကယ်တန်းတယ်အခုဗျာပါတီထွက်တော့မယ်ဆိုတဲ့အနေထားမှာဇူမန်ဒီတောက်ပဲဒေါက်တော်မီရှိရဲ့အနေထားမှာကွင်းနဲ့နောက်တူသူတို့ထပ်ခေါ်မယ်ဆိုရင်တော့ဒီကစားမလေးကဖြစ်နိုင်ခြေအရှိဆုံးပဲအဲ့တော့ကြံခဲ့တဲ့ຫນွေတုံးကမှဒီ2024တုံးကမှ KRC Jazz အသင်းဆရာနေပြီး Euro 20တသမ5တန်းနဲ့သူတို့ဝယ်ထားခဲ့တာစာချုပ်ကသူတို့စီမှာဒါ2028ခုနှစ်ဒီအရှိန်ကြီးရှိသေးတယ်တပတ်ကိုပေါင်3000ခွဲရနေကစားသမားကိုအာဆင်နိုခေါ်နိုင်မလားကျွန်တော်တို့ဒီဒီအပိုင်းမှာစောင့်ကြည့်သွားတော့မှာပါ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့အာဆင်နယ်သင်းကွင်းလယ်နဲ့ပတ်သက်ပြီးဒိုမီနိုဖြစ်စဉ်လေးတစ်ခုကိုဖော်ပြပေးကြပါတယ်။အာဆင်နယ်သတင်းတောက်ချာဝက်စ်ကဖော်ပြထားပါလို့တောမတ်ပါတီအာဆင်နယ်မှာမငြိမ်မသက်ဖြစ်လာတဲ့အချိန်မှာဒါအမှန်တကယ်တော့ကျွန်တော်တို့တောမတ်ပါတီရဲ့နေရာအတွက်ဦးစားပေးပြီးဇူရီမန်တီကိုခေါ်ခဲ့တာ။အဲပြီးလို့ရှိရင်ဂျော်ဂျီညိုထွက်ခွာသွားလဲပြဿနာမဟုတ်ဘူး။ပါတီကိုတက်တန်းတိုးပြီးတော့ ကြိုကြိုညိုနေရာမှာထားမယ်ဆိုပြီးတော့အာဆင်နဲ့ပြင်ဆင်ထားတာအခုဘာဖြစ်လဲဆိုတော့ဇူမီမန်ဒီကတော့အာဆင်နဲ့ရောက်လာတယ်ဒါပေမဲ့ကြိုကြိုညိုနေရာမှာထားမယ်ပါတီကမငြိမ်မသက်ဖြစ်နေတယ်အဲ့အတွက်ကြိုကြိုညိုလိုပဲအရန်ကုန်မှာနေပြီးတော့ဇူမီမန်ဒီနောက်ကနေပြီးတော့ဘက်ကပ်ပုံစံမျိုးဒါလူစားလေးပြီးဝင်ဆော့ဖို့ကစားသမားတူကိုဈေးကွက်ထဲမှာအာဆင်နဲ့ပြန်ရှားတဲ့အနေအထားဖြစ်သွားတယ်အဓိကကလေတော့မပါတီအာဆင်နဲ့မှာညှိလို့မရတဲ့အနေအထားကအခုနောက်ဆုံးဒီအာဆင်နဲ့တင်းတော့ချားဝက်စ်ကက်ပေါ်ပြသွားကြရဆိုရင်တော့စာချုပ်တိကြန့်ကြန့်နေရတဲ့အဓိကအချက်ကကစားသမားလာစာရှော့မြူတင်တာတဲ့ ကျွန်တော်ပထမကြားတာပေါ့လေအဲ့ဒါအာဆင်နယ်ကဟိုသူရနေတဲ့တပတ်လောက်ခလာစားပေါင်2သိန်းတိုင်းမဲ့စာချုပ်တစ်ကဲလန်နဲ့ဘာညာပေါ့လေအခုနောက်ဆုံးကြားတဲ့သတင်းများဆိုရင်အာဆင်နယ်ဒီပမတ်ပါတီကိုအရင်ရနေတဲ့တပတ်ပေါင်2သိန်းထက်တောင်ရော့ပြီးကဲလန်လိုက်တယ်ကြားသိရတယ်ပါတီကလည်းသူပမိုင်းပထမရနေတဲ့ပမာဏထက်ရော့ပြီးရတဲ့အတွက်အသင်းနဲ့သူနဲ့ကြားမှာဒါဆွေးနွေးလို့အဆင်မပြေဘူးလို့ကြားသိရပေါ့လေအဲ့တော့ကျွန်တော်ထွက်ခွာသွားတဲ့ဂျော်ဂျင်ဂျိုလာစာလေးပြောပြမယ်ဂျော်ဂျင်ဂျိုကတပတ်ကိုပေါင်3သိန်း1000ရနေတယ် တနှစ်ကိုပေါင်9.8တန်းအခုထွက်သွားပြီဗျာသူထွက်သွားတဲ့အတွက်အာဆင်နယ်ကလောကသားရောကြပါတယ်ဒါပေမဲ့တော့ဘတ်ပါတီကိုဂျော်ဂျင်းညိုလိုပုံစံမျိုးအရန်ကမှထားမယ်လာစာကိုလည်းရှော့ကျင်တာဆိုတော့အခုဂျော်ဂျင်းညိုလိုလာစာပမာဏတိရှော့ချလိုက်လို့များပါတီရဲ့အသင်းမှာဆက်မနေကျင်လာတာအမှန်တကယ်တော့ပါတီဒီအာဆင်နယ်မှာလည်းအသားကျပြီသားသူ့ရဲ့မိသားစုဝင်တွေလည်းလန်ဒန်မှာပြောနေတယ်အဲ့တော့တောင်းတောင်းပမာဏလောက်ရောက်ရင်တော့သူ ပြောမှမဟုတ်ဗျပုံမှန်တိုင်းတပတ်ပေါင်2သိန်းနဲ့ဆိုလဲသူဆက်ပြီးနေလောက်တယ်တဲနှစ်နဲ့ contract ပေါ့လေအခုအာဆင်နီကလောက်ခလာတာတော်တော်ကြီး short ပြီးတော့စာချုပ်တက်ကန်းလန်းလိုက်ပုံရတယ်ဒါကုနောက်ဆုံးကြားထားတဲ့သတင်းတော့ Charles ကအဆိုရပေါ့လေအဲ့တော့ party အနေနဲ့အာဆင်နီမှာလာတာတော်တော်ကြီးနေသွားတဲ့အနေထားရသူလန်ဒန်မှာဆက်မနေတော့ပဲထွက်သွားတာလည်းဖြစ်နိုင်တယ်တော်တော်စေတော့ကလပ်သိန်းနဲ့ကစားသမားကြားထဲမှာမဖြစ်နိုင်တော့တဲ့အနေထားမဟုတ်ဘူးဖြည်းဖြည်းချင်းတော့ဆွေးနွေးနေမယ်တဖြည်းဖြည်းနဲ့တော့အေးဆက်လာလို့ကျွန်တော်ကတော့ထင်ပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါ တိုးတက်လာလို့ပြောရမယ်ကစားသမားဆွေးနွေးမှုတစ်ခုအကြောင်းဖော်ပြပေးခြင်းပါတယ်အဲ့ဒါတော့အီတလီသတင်းထောက်လွန်ကာရီဖော်ပြထားပါလေဒီသတင်းကိုကျွန်တော်ပထမဆတွေ့တာကောက်မက်ဘရူစီကအဲ့ဒီသတင်းကိုပဲ cop site ကကူးယူပြီးဖော်ပြတယ်အဲ့ဆိုစုစုပေါင်းသတင်းထောက်၃အောင်စီကတွေ့တယ်ခိုင်မာတာမှခိုင်မာတာတော့တပိုင်းထားလိုက်ဒါပေမဲ့ဒီသတင်းရဲ့အသွာလာရဆိုရင်တော့အာဆင်နယ်ကအေဂျင့်အသင်းရဲ့ခန်းစစ်ကစားသမားဂျော်ရဲဟာတူကို6နှစ်စာချုပ်နဲ့ကစားသမားရဲ့အေဂျင်စီကိုကမ်းလှမ်းထားတယ်။ပလေယာကအာဆင်နယ်ရဲ့ နှစ်ရှည် project ကိုတော်တော်လေးသဘောကျနေပြီးတော့စိတ်လဲဝင်စားနေတယ်အထူးသဖြင့်သူ့ရဲ့နောက်တော့ Julian Timber ကလည်း Arsenal မှာခြေစွမ်းပြပြီးတော့သူတို့လိုမျိုးဒီ agent ကထွက်တဲ့ထုတ်ကုန်တွေနေနဲ့ Arsenal ပြောင်းရင်လည်းအဆင်ပြေနိုင်တယ်ဆိုပြီးတော့ကစားသမားမှတ်ယူထားတယ်ဗောလေနှစ်ဖက်အတင်းတာဝန်ရှိသူတွေကတော့ဒါကစားသမား agent အပါအဝင်စုပေါင်း သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေတယ်လောလောဆယ်ကြီးတော့ final decision မချသေးဘူးအာဆင်နယ်ကလည်းတရားဝင်ကမ်းလှမ်းမှုတော့မလုပ်ရသေးဘူးကစားသမားတို့တော့6နှစ်စာရုပ်ချုပ်မဲ့ဘာညာနဲ့တော့လေးတန်းပစ်ထားတယ်ဆိုပြီးတော့ cop site ကဖော်ပြသွားပါတယ်သတင်းထောက် mabrusia နေတဆင်ပေါ့လေအီတလီဘက်မှဆိုလို့ရှိရင်တော့သတင်းထောက်လွန်ကာရီစီကဖော်ပြထားပါအဲဆိုတော့အာဆင်နယ်အသင်းနေဒီခန်းစီအပိုင်းအတွက်လည်းကစားသမားဝယ်ဖို့လိုအပ်တယ်ဆိုပြီးတော့အာဒါကဒီအပန်းမြစ်ခီးမထွက်ခင်မှာမှာခဲ့တယ်အခု idea style ကဘာလဲဆိုတော့တိုက်စစ်မှုလိုချင်တယ်တောင်ပန်ကစားသမားလိုချင်တယ် ကွင်းလေအတွက်တယောက်လူချင်းနဲ့ဒါမှမဟုတ်တယောက်တားမှုနှစ်ယောက်လူချင်းနဲ့ပြီးရင်ဘ ਹੁ ခန့်စစ်အတွက်တယောက်လူချင်းနဲ့ကိုသမားအရန်လူချင်းနဲ့အဲ့ဒီစီရင်ကိုဘုတ်ဖွဲ့ကိုရေးပေးပြီးသူကခီးထွက်သွားတာဒါအိုက်တိုက်တာဝန်ကြီးသွားပြီအဓိကတော့မှာဘုတ်ဖွဲ့ငွေထုတ်ပေးဖို့ရယ်အန်ဒရီဘာဒါဈေးကွက်ထဲမှာဆွဲဆောင်နိုင်ဖို့ရယ်အခုအာဆင်နယ်ရောက်တာဇူီမန်ဒီရှိမယ်အလုံးနီးပါးပြီးစီးသွားတဲ့ကီပါရှိမယ်ဒါပဲရှိတယ်ကျန်တဲ့ကစားသမားတွေတိတ်ပြီးတည်င်းမကြရသေးဘူးအဲ့ဒါဒီမဲ့ quality တောင်မှန်တိုက်စစ်လို့ပြောလို့ရတဲ့နီကိုဝီလည်းငါဘာကမှမပါဘူးရိုဒရီကိုကလည်း ဟိုမှာဆက်နေမှာဒီမှာဒီဟိုလာမလားဆိုတော့မကြိမ်းသေးဘူးလာမယ်ဆိုတော့မှအခွန်ဆောင်ပြီးလောက်ခလာတာတင်တဘိုးအာဆင်နယ်ကိုထပ်ညှိရအောင်ပါဒါကရိုဒီโกနဲ့ပတ်သက်ပြီးတော့အဲ့ဆို မိုဟာမက်ကူဒက်ကလည်းပေါင်85သန်းစာချုပ်ဖြတ်သိမ်းရေးဆိုအာဆင်နဲ့ quality တောင်းပန်ကစားသမားကိစ္စကတော့တဖြည်းဖြည်းနဲ့သူတို့အချိန်ယူပြီးဆွေးနွေးသွားဖို့ရှိတယ်ဝယ်တာတော့ဝယ်မယ်ဘလို့ကောင်မျိုးဝယ်တာမလဲမသိဘူးတခါကျအနာနီမစတာလီလိုမျိုးအငှားပါညာနဲ့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ entry bar တိုင်းပထမဆုံး performance ကိုတော့ဒီຫນွေဈေးကမှကျွန်တော်ကြည့်ရမှာပေါ့လေအဲ့တော့ကျွန်တော်တို့စသုံးလုံးကပြောတဲ့ဒီ Jordan Hart အကြောင်းလေးပြောလိုက်အောင်ခန်းစစ်ကစားသမားတဦးဆိုရင်သူကဘဟုခန်းစစ်မှာရောဘယ်ဘက်ခန်းစစ်အစုံမှာရောစော့နိုင်တဲ့ player ဗျ ွင်းကိုကြီးလည်းကိုယ်တိုင်လုံနိုင်တယ်သူ့ဆီကနေ cross ball ကြီးလည်းကုန်းကုန်းထွက်တယ်အဲ့ဒီကစားသမားကိုအိုင်းနဲ့ပြိုင်ပြီးလိုက်နေအတင်းတင်းရှိတယ်အဲ့ဒါ chelsea chelsea ကလည်းအဲ့လို quality player ဆိုတော်တော်လေးသဘောကျတာအာဆင်နဲ့ဒီကစားသမားရဲ့သတင်းထွက်ကျွန်တော်ထင်တာမှမိုက်နှစ်နှစ်လောက်ရှိပြီတင်မာကိုခေါ်ပြီးပြီးချင်းတဲ့ကွာသတင်းထွက်ထွက်တာအဲ့တော့တင်ပါတာတကယ် agent လုပ်ပေးပဲဆိုတော့အာဆင်နယ်စီရောက်လာနေတဲ့ player အာဆင်နယ်ကတော့တကယ်ထက်ထဲဝင်ဆွေးနွေးနေရဆိုပေမဲ့ဒီကစားသမားအာဆင်နယ်ရောက်လာတယ်မရောက်လာဘူးဆိုတော့တရားဝင်ကမ်းလှမ်းမှုတောင်းွှေ့ကြီးပမာဏကိုပဲကျွန်တော်စောင့်ကြည့်သွားတော့မှာပါ အေချက်သင်းရဲ့အသက်ငယ်ဆုံးကပတိန်ဖြစ်စံချိန်တင်နိုင်ခဲ့တဲ့ဒီဂျော်ရယ်ဟာတူကတော့ခေသူတော့မဟုတ်ဘူးအထူးသဖြင့်네덜란드လက်ရေးစင်တယောက်လည်းဖြစ်ပါတယ် ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပျော်ရမ်းဖြစ်ဖြစ်ကစားကျင်နေဆိုရင်တော့ကိုထုတ်စီမှာလာပြီးတော့ကစားလို့ရနေပါပြီအရင်တော့ကျွန်တော်ရွှေဘောလုံးကိုကြွညာပြီးတာပေါ့လေအခုတော့ကျွန်တော်ကိုယ်တိုင်ပဲဒါအေဂျင့်လုပ်ပြီးတော့ကျွန်တော်ညီကိုနဲ့တိုက်ရိုက်ဖြေချလို့ရအောင်တခါလဲ site တစ်ခုကိုယူထားလိုက်ပါတယ်အဲ့တော့ဘောလုံးပွဲတွေကိုဆော့မယ်ဆိုရင်တော့ကျွန်တော်စီမှာရေုံကြီးကြီးနဲ့လာပြီးဆော့လို့ရပါတယ်ဆော့မယ်ဆိုရင်တော့ Viber ရှိတဲ့ကျွန်တော်ညီကိုတွေက3996446လုံး3939ကိုဆက်သွယ်လို့ရပါတယ် Telegram နံပါတ်ကတော့3996923 9200ကိုဆက်သွယ်လို့ရပါတယ်။အဲ့ဒီနံပါတ်တိကိုလည်းကျွန်တော်ဒီဘေးနားလေးမှာတင်ပေးထားပါတယ်။ဘောလုံးပွဲတွေစီးပွားဖြစ်ဖြစ်ပျော်ရွှင်ဖြစ်ဖြစ်ဆော့မယ်ဆိုရင်တော့ကိုတက်နိုင်တဲ့ပမာဏနဲ့ဆော့ဖို့အားလုံးအကြံပြုပါရစေ။စိတ်ချယုံကြည်စွာလာရောက်ကစားလို့ရပါခင်ဗျာ။ဘောလုံးပွဲတည်တဲ့နော်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ PFA Player of the Year စကားတင်အဆင့်6ဦးစင်းတဲ့ကို Declan Rice လည်းပါဝင်လာခဲ့ပါတယ်။ Declan Rice ကတော့ကြံခဲ့တဲ့ရာသီအာဆင်နယ်တင်းအတွက်တကယ်ကို high performance ပြနိုင်ခဲ့တဲ့ကစားသမားတွေတစ်ယောက်။အခုဆိုလို့ရှိရင်တော့ ဒီ PFA စကားတင်အဆင့်6ဦးထဲမှာပါလာခဲ့ရပါဘောလေအဲ့တော့ကျန်တဲ့9ဦးကကြတော့ United ရဲ့ Bruno Fernandes Premier League Champion Liverpool အသင်းရဲ့ Matt Alistair Chelsea အသင်းရဲ့ Quinn လက်တိုက်စစ်ပုံဖော်တဲ့ကစားသမားဖြစ်တဲ့ Cole Palmer နဲ့တကယ့် Liverpool အသင်းရဲ့ကြံခဲ့တဲ့ရာသီက Prime Time ကိုလည်းရောက်ခဲ့တဲ့ Mohamed Salah ဒီပြီးတော့ Newcastle အသင်းရဲ့တန်ကြီးမြင့်ရောင်းမယ်ဆိုပြီး၄တန်းပြစ်ထားပြီးတော့မရောင်းဖို့အများနေခဲ့တဲ့ လက်ဇနာအီဆက်ပေါ့လေဒီကစားသမား6ဝရကဂရိတ်တီးပဲဒီ6ဦးတည်းကဘသူကတော့ PFA ကပေးရတဲ့စုကိုရာသွားမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းနေပြီကျွန်တော်ထင်တာမမှားဘူးဆိုရင်လေကျွန်တော်တော့ဒီကလောင်လိုက်ကိုရာသိချင်တာပေါ့ဒါပေမဲ့တကယ်ကလက်ပါဘူးတင်းကိုလည်းအကောင်းဆုံးထမ်းတင်ပေးသွားတယ်မှော်ဝင်တဲ့ခြေစောင်းလည်းတရားစီလုံးအတည်ငြိမ်ဆုံးပြသွားခဲ့တဲ့မိုဟာမက်ဆာလည်းရာသွားမယ်ထင်တယ်သူကတော့ပို့ပြီးများပါဗောလေကျန်တဲ့ကစားသမားကြီးလည်းခြေစောင်းကောင်းကြပါတယ်ဒါပေမဲ့မိုဟာမက်ဆာလက်ကတော့ ချန်ပီယံဖြစ်အောင်အသင်းကိုကူညီနိုင်ခဲ့တဲ့အချက်တွေအခြားပလေယာတစ်ဆိုင်တော့အမှတ်ပိုတိုင်းလို့ပြောလို့ရပါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ